ျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တိုင်ကြားစာဌာနကိုတစ်နှစ်အတွင်းမှာစာပေါင်း၂၀၀ကျော်ရောက်ရှိခဲ့ပြီးတော့အရေးယူဆောင်ရွက်တာတွေစတိုက်လုပ်နေတယ်လို့ပါတီတောင်ရှိသူတွေကပြောပါတယ်။ဥပိုင်စိုးကသတင်းပေးပို့ထားပါတယ်။ NLD ပါတီအနေနဲ့သူ့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတိုင်ကြားနိုင်ဖို့ဌာနဖွင့်လေလက်ခံနေပါတယ်။ဒီဌာနမှာတစ်နှစ်အတွင်းစာပေါင်း၂၀၀ကျော်လက်ခံရရှိပြီးပြင်းပြင်းထန်ထန်သတိပေးတာတွေရှိခဲ့တယ်လို့ဌာနတာဝန်ရှိသူကပြောပါတယ်။ ခုနှစ်ကုန်ဒီကျွန်တော်တို့ဌာနစတင်ဖွဲ့စည်းစဉ်ကစပြီးတော့ပြပုရယ်စာပေါင်းကတော့220ရောက်ရှိခဲ့ပါတယ်။အဲ့စာတွေထဲမှာဌာနနဲ့လုံးဝသက်ဆိုင်ခြင်းမရှိတဲ့စာဒါမှမဟုတ်အကြံပြုစွာစာတွေကအဆောင်60လောက်ရောက်ခဲ့ပါတယ်။တချို့စာတွေကတော့တိုင်ကြားသူလက်မှတ်မပါဘူး။သက်ဆိုင်ရာအုပ်ချုပ်ရေး မှုတွေအထိတွားရောက်စုံစမ်းတဲ့အခါမှာဆက်သွယ်စုံစမ်းလို့မရတဲ့လူတွေလည်းရှိပါတယ်။နောက်ပြီးတော့အချက်လည်းမပါပဲဆွဆွဲစားတတ်တတ်တရားလည်းရှိပါတယ်။အဲ့ဒါမျိုးကလည်းဆယ်ဆောင်ကြော်ကြော်လောက်ရှိပါတယ်။အဲ့တော့အခုတည်းဆိုစစ်စေးပြီးမင်းမြန်ပြီးတဲ့စာပေါင်းကစာပေါင်းက80ကျော်ရှိသွားပါပြီ။ဘူအလုံးမှုဆောင်ဖွဲ့ကိုတင်ပြပြီးတဲ့စာပေါင်းဆိုရင်တော့68ဆောင်းတီရှိသွားပါပြီ။အဲ့တော့ကျွန်တော်တို့လက်ရှိရေးယူဆောင်ရွက်စာပေါင်းက ဆောင်း20လောက်ရှိပါသေးတယ်ကျွန်တော်တို့စစ်စေးမေးမြန်းပြီးတော့လဲကျွန်တော်တို့ဘဘိုးလုံးမှုဆောင်ဖွဲ့ကိုတင်ပြခြင်းမရှိရသေးတဲ့စာရီရတော့အဆောင်အစိတ်လောက်ရှိပါသေးတယ်ခင်ဗျရန်ကုန်အေရဝတီဘကိုးတိုင်းတွေကတိုင်ကြားခံရတာအများဆုံးဖြစ်ပြီးတွားလာရေးလွယ်ကူတဲ့နေရာတွေကတိုင်နာများတယ်လို့သူကဆက်ပြောပါတယ်ကော်မတီအနေနဲ့တိုင်ကြားလာသူနဲ့တပ်သေးတွေကိုခေါ်ယူတွေ့ဆုံပြီးမှန်ကန်တယ်ဆိုရင်တိုင်ကြားခံရသူကိုလည်းခေါ်ယူရှင်းလင်းခိုင်းပါတယ်ပြီးတော့ မှတ်ချက်နဲ့ဘ ਹੁ အလုံးမှုဆောင်အဖွဲ့ကိုစပီတင်ပြတယ်လို့ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ချူဆို3ချိန်4ချိန်လောက်တောင်ပြန်တိုင်ခံရတဲ့လူရှိတယ်။တူးရဲဦးပဲကိုယ်စလဲတူးရဲဦးပဲ5 6ဦးကနေတိုင်တာတွေလည်းရှိပါတယ်။ဟိုဒေတာကန်เนาะကျွန်တော်တို့အလုံးမှုဆောင်အဖွဲ့ကတင်မြှောက်လိုက်တာမဟုတ်တဲ့လွတ်တော်ကိုယ်စလဲတွေဆိုရင်ကျွန်တော်လက်ရှိအမှုဆောင်အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုမှာဒီပုတ်တိုက်မှုလေးတွေရှိတဲ့အတွက်ဒါတိုင်ကြားမှုကအများဆုံးပဲဖြစ်ပါတယ်။နောက် ဒီလွတ်တော်ကိုယ်စားလှယ်ကြီးအလုတ်လုတ်လာတဲ့အခါကျတော့ပြည်သူတွေလုပ်ငန်းရှင်တွေနော်အဲအဲ့ဒီကနေပြီးတော့တိုင်ကြားတာတွေရှိပါချို့ဆုံးလဲအုပ်ချုပ်ရေးမှုတွေရပါကျွန်တော်တို့တိုင်ကြားတာတွေအထိရှိလာပါတယ်တိုင်းနဲ့ပြည်နယ်လွတ်တော်အမတ်တွေကတိုင်ကြားအခမ်းအနုံဖြစ်ပါတယ်မကြခင်ရပဲပြည်နယ်ဝန်ကြီးချုပ်တယောက်နဲ့တိုင်းလွတ်တော်ဥက္ကဋ္ဌကိုလည်းတိုင်ကြားခံခဲ့ရပါသေးတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က2015ခုနှစ်ရွေးကောက်ပွဲကနေလွတ်တော်ကိုယ်စားလှယ်ပေါင်း886ရောက်အနိုင်ရရှိခဲ့ပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ 哎，来，我坐你那。